ကဲဘောရောင်းမဲမင်္ဂလာပါကျွန်တော်တို့အမှတ်ပေးပွဲစဉ်တွေပြန်ဆိုက်ပြီဗျာသားတို့နော်ကဲပြီးကြတဲ့ဒီနိုင်ငံပွဲစဉ်တွေကတော့ဘယ်လိုပြောလဲစဉ်ဗျာသားတို့ဟိုကျွန်တော်လည်းသိပ်ပြီးတော့သုံးသပ်ချက်တွေမတင်မဖြစ်တာများကျွန်တော် YouTube ကောက်ပြတာနေနော်ဒီနိုင်ငံပွဲစဉ်တွေပြန်ဆိုက်ပြီဆိုတော့ကျွန်တော်ဒီထိဒီဘောလုံးမနဲ့ပတ်သက်ပြီးတော့ထိမ့်ပြီးတော့ကျွန်တော်သုံးသပ်ပေးသွားမယ်ဒီလက်ရှိ Facebook မှာကော YouTube မှာကောလက်ရှိဒီဘယ်လိုပြောမလဲစဉ်ဗာဒီပေါ့ကျွန်တော်ဘောလုံးမနဲ့ပတ်သက်ပြီး ဒီ policy ကန်ကြက် policy တွေများတယ် brother တို့ဒါကြောင့်မို့တချို့ဒီပြောတဲ့စကားလုံးတွေကြောင့်သူစီကန်ကြက်နဲ့မကန့်ကျင်လို့ချင်းအကောက်တွေပြတ်တာတွေများတယ်ဒီရက်နောက်ပိုင်းတော့ကျွန်တော်နည်းနည်းလေးထိမ့်ပြီးကျွန်တော်ပြောပြသွားမယ်ကဲဒါဆိုရင်ကျွန်တော်အမှန်ပွဲစီပြန်စပြီဆိုတော့ဒီနေ့မှာတောက်ကြနေ့တောက်ကြနေ့မှာဒီရှိစပိန်လာကမှာတပွဲရှိတယ်ဂျာမန်မှာတပွဲရှိတယ်ပြင်းထန်လိကူမှာတပွဲရှိတယ်နောက်ပြဒီချန်ပီယံရှစ်တို့တပွဲရှိတယ် brother တို့စုစုပေါင်း၄ပွဲလောက်ရှိတယ်ဒါအားလုံးပုံမှန်ပါပဲဗျာနော်တောက်ကြနေ့တိုင်းမှာဒီလိုပွဲစဉ်ဒီလောက်ပဲဖွင့်တာများတယ် ဒီနိုင်ငံပွဲစဉ်တွေကလည်းဒီတပတ်ကျော် လောက်ဝင်ထားတာဆိုတော့ဒီအမေရိကန်ပွဲစဉ်အနေနဲ့လက်ရှိလောဆယ်မှာနားထားတာကနှစ်ပတ်နီးပါးလောက်ကိုနားထားတဲ့အနေထားမျိုးဖြစ်သွားတယ်။ဒါကြောင့်မို့ဒီလောလောဆယ်မှာဒီနေ့တောက်ကြနေမှာဇွန်ဘောဒီဇွန်ဘောတွေတွားနိုင်လောက်လားအဲ့ဒါပဲစဉ်းစားမယ်။ဘာလို့လဲဆိုတော့ ်တော်တော်စမနိုင်ငံပေါ်စင်နံပါတ်2ပါနားထားဆိုအမေပေးပေါ်စင်နေနေလဲဟိုနိုင်ငံပေါ်စင်နံပါတ်2ပါလောက်ဝင်ထားဆိုနိုင်ငံပေါ်စင်နိုင်ငံပေါ်စင်ဝင်ထားဆိုတော့အမေပေးပေါ်စင်အနေနဲ့လဲဒါကောင်းကောင်းယူသူတို့ကစားသမားအနေနဲ့နားထားဆိုဒီနေ့အမေပေးပေါ်စင်ပြန်စပြီဆိုတော့ဒါကစားမဲ့အတင်းတွေကလဲအင်တိုင်းအတိုက်လို့ကျွန်တော်ယူဆတယ်ကဲဒါဆိုရင်ကျွန်တော်စပိန်လာလီကာပေါ်စင်လေးကျွန်တော်အမြင်လေးကျွန်တော်သုံးသပ်ပေးကြည့်မယ်စပိန်ကဘလင်စီယာနဲ့လက်ရှိလီဗန်ဒေဘလင်စီယာကလက်ရှိမှာဆိုလို့ရှိရင်ဒီဂျေဂျိုပေးတာကတော့လက်ရှိမှာ ဒီ level ပြား80ရှုံးဈေးပေးထားတယ်ကိုပေါင်းကြီးကတော့3လုံး85နိုင်ကြီးပေးထားတယ်ဆိုတော့ဘယ်လိုပြောမလဲဆိုလို့ချင်းစရီကြီးနဲ့ရှင်းကြည့်မယ်ဆိုရင်နှလုံးပြည့်ရှုံးကြီးပဲရှိတယ်ကိုပေါင်းကြီးလေးကလက်ရှိမှာလောလောဆယ်မှာ3လုံး plus ဖောက်တဲ့အတွက်ကြောင့်တကယ်တမ်းပြောရမယ်ဆိုရင်ဈေးတန်းရကြည့်ပြီးပြောရမယ်ဆိုရင်တော့ကိုပေါင်းကြီးလေးအနည်းငယ်25ပြလောက်ကြီးတက်တက်လာလာရှိလာတယ်ကြည့်လားဆိုလို့ချင်းအနေထားကျွန်တော်ဆက်ပြန်ကြည့်မယ်အော် brother တို့အကြိုက်လေးရှိလဲမှတ်မိကြအောင်နော်မှတ်ပြီးပေါ်စင်တွေကဟိုဒီနေ့မှပြန်စတာဆိုတော့ brother တို့ချို့ ကျတော့လေဆုံးဘော်လေးလိုက်တာတွေများတယ်ဘာလို့လဲဆိုတော့ဒီတော်တော်လေးကိုနှစ်ပတ်နီးပါးလောက်နားထားတာဆိုကစားသမိုင်းအနေနဲ့တော်တော်လေးကိုဒါဒီနေ့ကစားမဲ့အနေထားမျိုးမှာတက်တက်ကြွာရှိနေမယ်လို့ယူဆတယ်ကရာစင်ဗလင်စီယာဗလင်စီယာကျွန်တော်30ပဲကြီးမှာဗလင်စီယာကလက်ရှိပေးတဲ့ဇေယျ level ပြား80ရှုံစေးဆိုတော့လောဆယ်မှာဗလင်စီယာနောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှင်တော့သူ့အနေနဲ့ဒီရမတ်နဲ့တွေ့တဲ့ပွဲစဉ်တော့သူရှုံးခဲ့တဲ့ရမတ်ကနှလုံးသွေးဈေးကျော်ပေးတယ်ဈေးကျော်ပေးပြီးတော့သူ့အနေနဲ့4-0ရလိုက်မယ်နဲ့ရှုံးခဲ့တယ် နောက်ဆုံးဒီဘလင်စီယားနဲ့ကစားတဲ့ပွဲစဉ်တော့ရေပတ်ဒီရေပတ်နဲ့အမ် sorry ဘလင်စီယားနဲ့ရေပတ်နဲ့ကစားတဲ့ပွဲစဉ်တော့ဆိုလို့ရှိရင်တော့ပြောမယ်ဆိုလို့ရှိရင်ဒီပေါ့အရေပတ်က level ပြား90ရှောင်းကြေကြောပိတ်ခံပြီးတော့ level ပြား90လောက်တော့တည်ကြပြီးတော့သူကြေးနိုင်တဲ့လာလာရှိတယ်ဆိုတော့လောလောဆယ်အနေထားကြည့်မယ်ဆိုရင် level ပြား80ရှောင်းရင်တကယ်ပြောမယ်ဆိုရင်တော့ဒီလက်ရှိဒီနေ့မှတောက်ကြနေတဲ့ဟိုတောက်ကြနေတဲ့ပွဲစဉ်အမှိုက်ပွဲစဉ်ပြန်ဆက်တာဆိုတော့အိမ်ငွေရအားသာချေချောင်မှာကျွန်တော်ကြေးပြည့်လို့ပဲကျွန်တော်ယူဆတယ်ဒါတော့နိုင်ကြည့်ဖြစ်နေတယ်လို့မင်းမဲ့ဆိုရင်လက်ရှိ9ပေါင်းကြီးကလည်း သုံးလုံး85နိုင်စေးဈေးလေးနဲ့တက်လာတဲ့အတွက်ကြောင့်တကယ်တမ်းကြည့်မယ်ဆိုတစ်ဖက်သင်းရဲ့ကိုယ်လည်းမျောလွန်းလို့ရတဲ့အနေထားမျိုးကျွန်တော်ကတော့အင်ငွေရဲ့အာသာချက်ကြောင့်တာလင်ဘလို့ဈေးမျိုးပေးရလို့ယူဆတယ်ဘာလို့လဲဆိုတော့ဘလင်စီယာနောက်ဆုံးကစားတဲ့ပွဲစဉ်နှစ်ပွဲလုံးကတစ်ဖက်အသင်းရမယ်သူကြေးတွေပေးပြီးတော့ပဲဒီကစားခဲ့တဲ့အနေထားမျိုးဒီနေ့မှသူကြေးထပြီးတော့ကောက်ပေးတယ်ဆိုတော့နိုင်ကြီးဖြစ်နေလောက်လာဒါမှမဟုတ်ဂိုးပေါင်းကြီးခွာနေတဲ့အတွက်ကြောင့်တစ်ဖက်သင်းရောဂိုးပြန်ရပြီးဂိုးပေါ်နိုင်လောက်လာဆိုရင်ဒါဆိုရင်ဒီလီမန်ဒီကိုကျွန်တော်ပြန်ကြည့်မယ် ဒီမနေ့ဆိုတာဒီနေ့မှာစပိန်လာလီကာတန်းတက်လာတဲ့အသင်းဘရာဇာတို့ဒါပေမဲ့လက်ရှိပေးလာတဲ့ဈေးတန်းကိုကြည့်မယ်ဆိုလို့ရှင်လက်ရှိမှာဆိုလို့ရှင်လီမန်တက်ရတယ်ဘာမှမထူဘူးသူနှစ်ပွဲကစားတာနောက်ဆုံးကစားတဲ့ပွဲစဉ်နှစ်ပွဲမှာဆိုရင်နှစ်ပွဲလုံးပြိုင်ပတ်တဲ့မဲ့သူ့ကိုဈေးကျော်ပေးဒီကြီးကျော်တွေပေးပြီးတော့ပြောမယ်ဆိုရင်သူရှုံးနေခဲ့တဲ့ဒီဆရာဘူးနှစ်ပွဲစဉ်မှာဆိုရင်အင်ကွန်းမှာ1 2နဲ့ရှုံးသလိုအီဒီကွန်းနှစ်ပွဲစဉ်မှာဆိုရင်နှလုံးပလက်ဖောက်ပြီးတော့3 1လို့ရလက်မျိုးနဲ့အီဒီကွန်းလိုအသင်းမျိုးကိုအဝေးကွင်းရရှုံးတဲ့ခဲ့တာဆိုတော့ ဒီနေ့အနေထားမျိုးကဟိုကျွန်တော်အနေနဲ့ပြောရမှာဆိုလို့ရှိရင်လက်ရှိမှာလီဘန်တေးအနေနဲ့သူကစားကြတဲ့ပွဲစဉ်ပွဲတိုင်းမှာနောက်ဆုံးကစားတဲ့ပွဲစဉ်3-4ပွဲလောက်ကပြိုင်မဲ့အသင်းကိုဂိုးမရတဲ့ပွဲစဉ်ဆိုတာမရှိဘူးဒါဆိုအများနဲ့ဂိုးရတယ် เนาะโกเมียเนี่ยปวยสินน่ะไม่ชูดาวเปียวสเปนลาลีกาปวยสินဖြစ်တဲ့တကြောင်းสเปนลาลีกาปวยสินတော်တော်များများကโกပေါင်းကြီးအရှုံးဆုံးကြီးဖောက်တာဆိုလို့တလုံးပြည့်ရှုံးကြီးတော်ဖောက်တဲ့ပွဲစဉ်တွေရှိခဲ့ဘူးတဲ့เนาะတလုံးပြည့်ရှုံးကြီးနှလုံး90နန်းကြီးစเปนลาลีกาปวยสินဒီတိုင်းပဲကြီးတွေဟိုโกပေါင်းကြီးအရှုံးဆုံးတွေဖောက်တဲ့အနေအထားမျိုးရှိခဲ့ဘူးတဲ့ဒါပေမဲ့လက်ရှိဘလင်စီယာပေးတဲ့ level ပြား80ရှုံးကြီးတဲ့ကျွန်တော်နေပြောမှာဆိုလို့ရှိရင်ကျွန်တော်အင်ငွေအာတာချက်ကြောင့်ဒီနေ့မှာပိုကီတီဒီပေါ့ဘယ်လိုထိုးစားရလဲအမှန်တမ်းပြောမယ်ဇုံဘောလေးလိုက်မဲ့နေထားမှုကျွန်တော်တော့ယူဆတယ်ဒါပေမဲ့ ကျွန်တော်ထင်ပြောမှာဆိုရင်ဒီနေ့မှာလီဘန်နီတို့ဂိုးပြန်ရနိုင်ချေရှိနိုင်မယ်ယူဆတယ်။ဘာလို့လဲဆိုတော့ဖြတ်တန်းကလေးပွဲစဉ်တိုင်းမှာဆိုရင်လီဘန်နီအနေနဲ့ကလည်းပွဲစဉ်ပွဲတိုင်းဂိုးတွေကရပ်ပြီးဖြတ်တန်းနေဆိုတော့လက်ရှိပေးထားတဲ့ဘူဂရီရဲ့ဒီဂိုးပေါင်းကြီးကလည်းနှလုံးပြေချောင်းနဲ့၃လုံး85နိုင်ချေဖြစ်နေတဲ့ကြောင့်စပိန်လာလီဂါမှာလိုချင်းမျိုးဖောက်တဲ့ပွဲစဉ်ဆိုတာအမှန်တမ်းပြောမှာဆိုရင်တချို့တန်းတဲ့အသင်းတွေဆိုရင်တော့ပူတော်မနဲ့စိုးပါသေးပဲကြီးတွေရှူတာများပါလေဗျဒီနေ့မှာ၃လုံးပဲဖောက်လာဆိုလို့စပိန်လာလီဂါမှာဆိုတော့ကျွန်တော်ကျွန်တော်တော့ဂိုးပေါင်းစွာလောက်မယ်ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ ်ဒီမန်နေကိုရတော့မဆင်ဘလင်စီယာအနေနဲ့လည်းကိုမရနိုင်စရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့ဘလင်စီယာနောက်ဆုံးစားတဲ့ပွဲစဉ်လည်းတမ်းပဲဘလာသောက်အနေနဲ့သူစားတဲ့ပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်ရည်ရနဲ့ပွဲစဉ်တစ်ပွဲပဲသူကိုမရရှိခဲ့တာတခြားပွဲစဉ်တော်တော်များများကကိုပြန်သွင်းနိုင်တဲ့အနေအထားမျိုးရှိတယ်ဒီပွဲစဉ်တွေကဂိုးပေါင်းပေါ်တော့ကောင်းလို့ပဲကျွန်တော်ယူဆတယ်အကြိုက်တူမဲ့ဆိုရင်ဂိုးပေါ်ပဲကျွန်တော်ကစားစေချင်တယ်ဒီဒါဆိုရင်ဘလင်စီယာလက်ရှိပြတဲ့ဂိုးပေါင်းကြီး၃လုံး plus 85 3လုံး85နိုင်ကြီးမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဂိုးပေါင်းအပေါ်လေးပဲအကြံပြုပါတယ်ဗျာနော် တောက်ကြတဲ့တော်တော်များများကတော့ဇုံဘော်တွေပေးရတော့များတယ်ဘလားသားတို့ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကနိုင်ငံပွဲစဉ်တွေရတဲ့ဝင်ဘလားသားတို့အမြင်ပဲနှစ်ပတ်နီးပါးဝင်တာဆိုတော့ဒီနေ့မှာကစားတဲ့ပွဲစဉ်တော်တော်များများတော့အနေနဲ့အားလိုက်ရှင်ပြန်ကစားလိမ့်မယ်ကျွန်တော်ယူဆတယ်နောက်တစ်ခုပြောချင်တာကလက်ရှိမှာဒီစပိန်လာလီဂါမှာဆိုလို့ရှိရင်ဒီပေါ့ဒီဇီယာမှာမပေးဇီယာမှာဆိုလို့ရှိရင်ဘလင်ဇီယာဆင်းဆက်ကွန်လီဗန်နီယာဆင်းဆက်ကွန်ဆိုတော့ဒီကနေ့ကြည့်မယ်ဆိုရင်ဒီတန်တဲ့ဘာမှကွာတာမဟုတ်တမတ်ပဲကွာတယ်ဘလင်ဇီယာကတမတ်ကွာပြီးတော့လက်ရှိတန်းစင်းဆောင်ကလူယုံတမင်ပဲရှိသေးတယ်လက်ရှိမှာတော့အစောရှိသေးတယ်အခုမှ မမျိုးပွဲစဉ်တွေဆနှစ်ပွဲလောက်ပဲဒါကစားရစီစသုံးပွဲမြောက်ကစားမှာဆိုတော့တကယ်တမ်းဒီချိန်မှာတော့ဒီတန်းစင်းစုံတွေကတော့တိတ်ပြီးတော့ပြောမှဆိုရင်ထက်တဲ့ဆက်တော့မလို့သေးဘူးကစားမယ်ဆိုရင်တော့မှာပွဲပွဲကြီးတွေအများကြီးကြံသေးတဲ့အတွက်ကြောင့်ကစားလို့ရသေးရဲ့ဒါကြောင့်မို့လီဗာနစ်နေနဲ့လက်ရှိလောဆိုတာဗလားဘလင်စီအောင်ပြန်ပြီးတော့ခုခံမယ်ဆိုခုခံလို့ရနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့ကျွန်တော်ကတော့နှစ်သင်းတစ်ပတ်လုံးကောင်းပါတယ်ဗျာနော်လက်ရှိအနေအထားလည်းတမက်ပဲကွာတာဆိုတော့ဂူပေါင်းပေါ်လောက်ပဲကောင်းမှာကျွန်တော်ယူဆပါတယ်ဗျာအဲဒါဆိုကျွန်တော်နောက်တစ်ပွဲဂျာမန်ဘိုင်းနဲ့ဒီဟော့ဘိုင်းပွဲစဉ်တောင်းမယ် လက်ရှိမှာ main လက်ရှိမှာပေးတဲ့ကြီးက body mass level ပြန်ခွာကြီးဖောက်တယ်ဂိုးပေါင်းကြီး3လုံး20တန်းကြီးဆိုတော့ body ကြီးမှာဆိုတော့ main အနေနဲ့အိမ်ဝင်ဖြစ်ပြီးတော့ဒီဒီဈေးတန်းအရာကြီးမှာစင်တော့ဈေးကျော့ပေးတာမရှိဘူး brother ဒါပေမဲ့ဂိုးပေါင်းကြီး3လုံး20တန်းကြီးက main တစ်ပတ်တည်းတွင်းမဲ့အနေထားမျိုးတော့ယူဆတော့မရဘူးဟောက်ပိုင်းကဂိုးပါပိုကီတွေမျောလင့်တယ်လို့ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ main တစ်ဖက်တည်းကိုပေါင်းဒီ level ပြောင်းခါကြလားအင်္ဂုမှဂျေးဖောက်ပြီးတော့ကိုပေါင်းချင်း320တန်းကြီးက main တစ်ဖက်တည်းကိုပြတ်နိုင်မဲ့အနေအထားမျိုးဆိုလို့ရှင်တော့ဒီဘက်ကတော်တော်လေးကိုရှားမဲ့အနေအထားမျိုးဒါဆိုရင် main အနေနဲ့လက်ရှိမှာဒီလက်ရှိပေးတဲ့ဒီဈေးတန်းကရောအောင်နိုင်ရရှိနိုင်လားကျွန်တော်ကြည့်မယ် main နဲ့ဆောင်းစားတဲ့ပွဲစဉ်နှစ်ပွဲ ဘာဘီမြန်ကစားတဲ့ပွဲစဉ်မှာတော့မလဲသူ့အနေနဲ့ level အပြည့်ရှုံးဈေးဖောက်ပြီးတော့ဝမ်ဝမ်လို့ရရမယ်နဲ့တေးဈေးကြခဲ့တယ်နောက်ဆုံးကစားတဲ့ပွဲစဉ်ဖလန်ဖလန်ကစားတဲ့ပွဲစဉ်ကဒီတိုင်းပဲဖလန်ဘက်က level အပြည့်ရှုံးပြီး1-0လို့ရရလက်မြနဲ့နိုင်ခဲ့တယ်ဆိုတော့လောဆယ်မှာမိန်ကနှစ်ပွဲရှိပြီနှစ်ပွဲလုံးဈေးရနေဟိုသူ့အနေနဲ့ကြေးတွေကျနေတာ ဒါပေမဲ့ဂိုးပေါင်းချင်းနောက်ဆုံးစားတဲ့ပုံစံနှစ်ပွဲလုံးမိန်အနေနဲ့ဂိုးပေါင်းချင်းသုံးလုံးတည်ချင်းအနည်းဆုံးဖောက်ပြီးတော့ဖြတ်တန်းရဲ့ဆိုတော့ဒီနေ့နေသားမျိုးဂိုးပေါင်းချင်းသုံးလုံး29ရက်ဆိုတော့ပြောလို့တော့မရပါဘူးပြောနော်လက်ရှိမှာမိန်ပွဲစဉ်ကလက်ရှိကစားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်သူနောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲလုံးကသုံးလုံးတည်ချင်းတွေဖောက်ပြီးတော့ဂိုးပေါင်းအောက်ခက်အနေထားမျိုးတွေဒီနေ့မှာဂိုးပေါင်းချင်းသုံးလုံး29ရက်နောက်ကတကယ်ပြောမှဆိုရင် မိတ်ဖြတ်တန်းခဲ့တဲ့အနေထားမျိုးနဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်တော့ကိုပေါင်းကြီးလုံးလုံးရှာတဲ့အနေထားမျိုးလိုယူဆလို့မရသေးဘူးလက်ရှိမှာကိုပေါ်နိုင်ကြီးဘူကီတွေစောင့်နေတယ်ဘယ်ပွဲကစပြီးတော့ပေါ်မလဲဒါပဲသူတို့စောင့်နေတယ်ဘရာသာတို့နော်ဘာလို့လဲဆိုတော့မလက်ဒါဆိုရင်၃ပွဲမြောက်ဗျာ၃ပွဲမြောက်ဆိုရင်လက်ရှိသုံးလုံး၂၀နာရီဆိုတော့ပြောလို့မရဘူးပွဲလန်ကနေချိန်ဆိုရင်ကြည်ကတက်ရှင်နဲ့တတ်သွားနိုင်တယ်ဒါကြောင့်မို့မိန်ပွဲကဘယ်ပွဲမှာဂိုးထပေါ်မလဲဘူကီတို့ဒီစောင့်တော့စောင့်နေတယ်ဈေးတန်းတော့လုံးလုံးမရှာရသေးဘူးလုံဆုံးဘူကီတွေကစားတယ်ဆိုရင်တော့မလဲ ပြား20ပြား30ဒီလောက်ပဲဈေးရန်အရာသူတို့ကစားတာပဲရှိတယ်ဒါကြောင့်မို့ main ဒီနေ့မှာကိုပေါင်းပေါ်သွားနိုင်အောင်မလားဒါဆိုရင်ကျွန်တော် half fine ပြန်ကြည့်မယ်လောလောဆယ်ကဘယ်လိုပြောမလဲဆိုလို့ရှိရင် half fine ကစားတဲ့ပွဲစဉ်မှာဆိုရင်နောက်ဆုံးကစားတဲ့ပွဲစဉ်နှစ်ပွဲလုံး half fine အနေနဲ့ဟိုဈေးရန်အရာကြည့်မယ်ဆိုရင်အောင်ခဲ့တာရှိတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် half fine ဒီပေါ့အဥပနာကစားတဲ့ပွဲစဉ်လားဒီတိုင်းမဲ့ level ပြား90ကျုံဝေးခွင့်ရပေးပြီးတော့ဒီကိုပေါင်းကြီးသုံးလုံးတည်ကြည့်ဖောက်ပြီးတော့သူ့အနေနဲ့ဒီ2 3ရရလည်းမယ်အဝေးခွင့်ကနိုင်ခဲ့တယ်နောက်ဆုံး license နဲ့ကစားတဲ့ပွဲစဉ်လားဒီတိုင်းမဲ့ နောက်သူအနေနဲ့ level ပြောင်းသွားရပါပြီ3-1လောက်ရတယ်နဲ့ license လိုသူမျိုးကိုနိုင်ခဲ့တာဆိုတော့ရက်လက်ပါရကြည့်မယ်ဆိုရင်ဟော်ပိုင်းကြီးအများကြီးတာတယ်ဘလားတော့ဒါကြောင့်မို့လဲမိတ်အနေနဲ့ပြောမယ်ဆိုလို့ရှင်ကြီးမပြည့်ရတဲ့အနေနဲ့ဈေးနှံရဈေးကြောဈေးနှံဈေးကြောမပြည့်ရတဲ့အနေထားမျိုးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ကျွန်တော်တခုပြောချင်တာကကိုပေါင်းကြီးကိုပေါင်းကြီးလက်ရှိသလုံး20လမ်းကြီးဆိုတော့လက်ရှိမှာဟော့ဖိုင်ကစားတဲ့ပွဲစဉ်ပွဲတိုင်းကနောက်ဆုံးနှစ်ပွဲလုံးကသူကရက်လက်ကောင်းတယ်ရက်လက်ပါရကြည့်မယ်ဆိုရင်ဟော့ဖိုင်ရတော့မိတ်မိတ်လိုမျိုးတင်းမျိုးကိုပြန်ပြီးတော့ကြီးပစ်တင်တယ်ဒါပေမဲ့ level ပြောင်းသွားကြည့်ဆိုတော့ ျွန်တော်နေပြောရမယ်ဆိုလို့ရှိရင်ရက်လက်ပိုင်းရက်လက်တကယ်တမ်းဟိုရှင်ကြည့်မယ်ဆိုတော့ဟော့ဗန်ရပိုကောင်းတယ်တကယ်တမ်းကိုမောင်ရင်သလုံး20နိုင်ကြီးကဟိုဘယ်လိုပြောမလဲအပြန်အလှန်ကိုရနိုင်မယ်နေထိုင်မယ်ပဲကျွန်တော်ယူဆတယ်ဒါပေမဲ့ကိုမောင်ပေါ်နိုင်လားမေးမယ်ဆိုလို့ရှိရင်ဟိုလောလောဆယ်အနေထားရဟိုရက်လက်ပိုင်းရကြည့်ရွေးချယ်မယ်ဆိုတော့ဟော့ဗန်ရဲ့ရွေးချယ်တင်တယ်ဒါပေမဲ့လက်ရှိမိန်အိမ်ကွေးမှာနော်မိန်အိမ်ကွေးမှာဆိုတော့ဟော့ဗန်ဈေးမပေးဈေးနှုန်းရကြီးကြောင့်မပေးရတာဆိုတော့ကျွန်တော်ထင်ပြောရမယ်ဆိုလို့ရှိရင်ကိုမောင်ရင်သလုံး20နိုင်ကြီးလည်းအနည်းဆုံးဒီဘွဲက21တပေါက်သွားမလား12တပေါက်သွားမလားဒါပဲစဉ်းစားရမယ်ဒါပေမဲ့တစ်ခုရှိတာက ဟုတ်ပါရဲ့နောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲလုံးကဇုံဘော်လေးကြီးပဲသူပေးတာနှစ်ပွဲလုံးဇုံဘော်လေးကြီးရခဲ့တာဆိုတော့ဟုတ်ပါရဲ့ဆက်လက်ပြီးတော့ကြီးအောင်နိုင်မှာမလားဇေဒန်ရဆက်လက်ပြီးတော့အောင်သွားနိုင်မှာမလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်တကယ်တမ်းရလက်ပိုင်ရကြည့်မယ်ဆိုရင်ရောလက်ရှိလောလောဆယ်မှာပြောမှာဆိုလို့ရှိရင်ဒီအစင်းဟိုအစင်းနဲ့ဟိုအပန်းရကြည့်မယ်ဆိုလို့ချင်တော့လက်ရှိမှာဟော့ဝိုင်းရအစင်းရှောင်းပါဗျာမယောတန်းစင်တော်စင်းဆက်ကုန်ပါတကယ်တမ်းပြောမှဆိုရင်ပေးတဲ့နဲ့နော်ဟော့ဝိုင်းဒီနေ့မှာအစင်းရရကြည့်မယ်ရလပန်းရကြည့်မယ်ဆိုရင်တော့မလဲတကယ်တမ်းပေးတဲ့အနေထားမျိုးက level အပြည့်ရှုံးရှင်းတင်းတင်းပေးလို့ရတယ် နော်အစင်စရာကြီးလည်းအများကြီးกว่าတယ်ရက်လက်ပိုင်းလည်းအများကြီးกว่าတယ်လက်ရှိမှာဟုတ်ပိုင်းအရာကြည့်မယ်ဆိုရင်တော့လက်ရှိနောက်ဆုံးသားနောက်ဆုံးပွဲပွဲစဉ်နှစ်ပွဲမှာဆိုနှစ်ပွဲလုံးဇွန်ဘော်ကြီးပဲသူ့အနေနဲ့ပူကီတီပေးခဲ့တာဆိုတော့လက်ရှိ level ပြောင်းသွားကြည့်ရကြည့်ရမယိုးရှင်းလုံးလားဗျာဒါကတော့အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်ကိုစားအနေနဲ့ကြည့်ပြောမယ်ဆိုရင်ဒီနေ့ဈေးတန်းကြီးကလုံးလုံးမဟုတ်တဲ့ဈေးတန်းကျွန်တော်ကတော့ရက်လက်နဲ့ကြည့်ရွေးချယ်ပေးတာမဟုတ်ဘူးကျွန်တော်ကဒီလက်ရှိသူတို့ဟိုပိုင်ဆိုင်ထားတဲ့ပြောမယ်ဆိုလို့ရှိရင်ပူကီတီပေးတဲ့ဈေးတန်းရဲ့သူ့လက်ရှိပိုင်ဆိုင်ရရက်လက်နဲ့ပြန်ရှင်ပြီးမှသုံးသပ်ပြီးရွေးချယ်ပေးတယ်တော်မှန်ဘူးဒါပေမဲ့ အခုအနေထားကညီကိုတဲ့ကျွန်တော်ဆန္ဒပြောသလိုပဲတကယ်ကြေးပေးမယ်ဆိုရင် level အပြည့်ရှုံးချင်းတင်းတင်းပေးလို့ရတယ် level ပြည့်ရှုံးချင်းဆိုတာမှန်တမ်းပြောမယ်ဆိုရင်ဒါမဖြစ်မနေပေးခဲ့မယ်ဆိုရင်ပြောဒါပေမဲ့လက်ရှိအနေထား level ပြောင်းခွာကြည့်ကြတော့တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဒီနေ့မှာကြည့်အောင်နိုင်ရရှိတာကတော့ main လို့ပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ရလပိုင်းနဲ့တာတဲ့အစဉ်ရရကြည့်မယ်ဆိုရင်လည်းတာတဲ့အနေထားမျိုးကနေကြေးအဝေးကွင်းလေးအင်ကွင်းအဝေးကွင်းတစ်ခုပဲကွာခြားချက်ရှိပြီးတော့ကြေးမပေးရတဲ့အနေထားမျိုးကဒီလောက်နဲ့တော့ပြောမယ်ရိုးရှင်းလုံးမအောင်လောက်ဘူးလို့ကျွန်တော်ယူဆတယ်တကယ်တမ်း ဟိုဟုတ်ပါရင်နိုင်ခဲ့မယ်ဆိုရင်တော့မဟုတ်တဲ့ဒီဘွဲကပြောမယ်ဆိုလို့ချင်းဟို10ဘွဲမှာတစ်ဘွဲလောက်ပဲရက်လက်ပိုင်းကောင်းသွားမယ်အနေထားမျိုးเนาะ10ဘွဲလူပွဲမျိုး10ဘွဲကမှာတစ်ဘွဲလောက်ပဲနိုင်မယ်အနေထားမျိုးပဲအဲ့လိုမျိုးကျွန်တော်ယူဆတယ်ကျွန်တော်ကတော့ main အိမ်ဝင်ဟိုအိမ်ဝင်ဖြစ်တဲ့ main body ပဲကျွန်တော်ကြိုက်ပါတယ်ဗျာเนาะအကြိုက်တယ်မယ်ဆိုရင် main body ပဲစားစင်ခြင်းနဲ့အဲ online ညီကိုတွေကတော့ဘယ်လိုပြောမလဲဆိုလို့ချင်းရလပိုင်းကြည့်မယ်ဆိုလို့ချင်းအစင်းရကြည့်မယ်ဆိုတော့ဘယ်သူမှမစွာတော့ဝီကင်းဖြစ်တဲ့ဟော့ဖိုင်ရဲ့ကစားမယ့်ညီကိုတွေများတယ်ဒါပေမဲ့ကိုစက်က ရလပိုင်းလည်းကြည့်ပြတော့ဘုကတိပေးထားတဲ့ဈေးတန်းမှကြည့်ပြီးတော့သုံးသက်ပေးတဲ့သဘောဖြစ်ပါလေဗျာเนาะကျွန်တော် main body ကြိုက်ပါလေအကြက်ဒီမှာဆိုရင် main body ယူချက်ပေးပါလေဗျာโอเคဒါဆိုရင်ကျွန်တော်နောက်ဆုံးပွဲစဉ် night နဲ့ပြင်သစ်လူကိုပွဲစဉ်ကเนาะဒီ night နဲ့ဒီ massive ပွဲစဉ်ဒီပွဲစဉ်နဲ့သုံးသက်ပြီးတော့ဒီအနည်းဆုံးကျွန်တော်ခါတိုင်းသုံးသက်ပေး YouTube မှာသုံးပွဲပဲသုံးသက်ပေးတာများပါလေဗျာเนาะဒီနေ့မှာလည်းကျွန်တော်သုံးပွဲတော့တောက်ကြနေမှာသုံးသက်ပေးသွားမယ်နောက်ဆုံးဒီဘယ်လိုပြောမလဲဆိုရင် night နဲ့ massive ပွဲစဉ်မသုံးသက်မီမှာကျွန်တော် brother တို့ခုပြောခြင်းတယ် လက်ရှိမှာကျွန်တော်နိုင်ငံပေါ်စင်တွေပြသွားပြီဆိုတော့အမေရိကပေါ်စင်ပြန်စပြီเนาะအမေရိကပေါ်စင်တွေကတို့တချို့ကြတော့လည်းအမှန်တိုင်းပြောမယ်ဆိုလို့ရှိရင်ဒါအပြင်နိုင်ငံမှာကစားညီကူတွေရှိတို့တချို့ကြတော့ online မှာကစားညီကူတွေရှိတယ်ကုစားအားပေးတဲ့ညီကူတွေအနေနဲ့ online ပေါ်ကနေဘလုံးအောက်ငွေကြေးယုံကြည်စိတ်ချစားအောက်ဖွင့်ကစားချင်တဲ့ညီကူတွေဆိုလို့ရှိရင်ကုစားကိုယ်တိုင်ငွေကြေးအာမခံပြီးကြော်ညာပေးနေတဲ့ဘလုံးကုမ္ပဏီရှိတယ်ဒီကုမ္ပဏီမှာတွားရောက်ပြီးတော့ဘလုံးအောက်ဖွင့်ကစားလို့ရပါတယ်ဗျာเนาะဒီငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အာမခံပေးပါတယ်ဗျညီကိုတွေအနေနဲ့တကယ်လို့စိတ်ဝင်စားလို့ရှင်တော့တွားရောက်ပြီးဆက်သွယ်ပြီးတော့အကောက်ဖွင့်ကစားလို့ရတယ်တစုံတရာတစ်ခုဖြစ်ခဲ့မယ်ဆိုတော့ကျွန်တော်ကိုယ်တိုင် ဖြည့်ရှင်းပေးပါမယ်ဗျာနော်ကိုဆန်းက YouTube မှာတော့ brother တော့အကောင့်ဒီတစ်ကောက်ပြည့်နောက်တစ်ကောက်နဲ့လာမှာနောက်တစ်ကောက်ပြည့်နောက်တစ်ကောက်လာမှာဆိုတော့တိတ်ပြီးတော့အကောင့်တရားတည်မြဲမှုရှိမှာမဟုတ်ဘူးနော် YouTube ကလက်ရှိလောဆယ်မှာအကောင့်ဖြတ်ချလာနှစ်ကောက်ရှိသွားပြီဒါကြောင့်မို့ဒီကျွန်တော်လက်ရှိသုံးသပ်ပြီးတဲ့ video ရဲ့ comment ထဲမှာ Telegram channel link Viber channel link ကျွန်တော်ရှာပေးထားတယ်ဒီ link link ရာနေကျွန်တော် channel ထဲဝင်ကြားမိထားပါ channel ထဲမှာတော့အများနဲ့နေစဉ်လည်းကျွန်တော်ရှိပါတယ်ဗျာနော် YouTube ကတကောင်းနဲ့တကောင်းပြတ်သွားမှဆိုတော့ brother နဲ့ကျွန်တော်ရှာလို့အဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်မို့ Telegram channel ထဲမှာကျွန်တော်သုံးသပ်ပြီးတဲ့ video တိုင်းကိုကျွန်တော်အနေနဲ့ ပြန်တင်ပေးတယ်ပြီးရင်ကျွန်တော်အကြိုက်ဆုံးပြတဲ့တပွဲကောင်မောင်ကတ်တရားဆာကျွန်တော်တင်ပေးတာဖြစ်တဲ့အကြောင်း brother အကြိုက်တူမဲ့ဆင်ကစားလို့အဆင်ပြေအောင်ဝင်ပြီးတော့ join တာစီချင်ပါတယ်ဗျာနော်အဓိကတော့တယောက်နဲ့တယောက်ပြောမယ်ဆိုလို့ချင်းအကြိုက်တူရင်ကဒီဘွဲငါကြိုက်ရင်ယူလိုက်မယ်ကိုစမ်းပေးတဲ့ဘွဲကြိုက်ရင်ယူလိုက်မယ်မကြိုက်ရင်မယူဒါလောက်ပါပဲဗျာနော်အဓိကတော့ဘလုံးဘွဲဆိုတာတိကျရလို့မရှိဘူးကျွန်တော်ရဲ့ဝါသနာအရဘလုံးဘွဲသုံးသပ်ပေးတာဖြစ်သလိုလုပ်ငန်းသဘောအရဒီ brother အနေနဲ့ online မှာငွေကြေးယုံကြည်စိတ်ချတဲ့ဘလုံးကဖွင့်ကစားခြင်းတော့ဒါကုမ္ပဏီနဲ့ရှိတ်ဆက်ပေးတဲ့သဘောမျိုးပါဗျာနော်ကြည့်ဒါဆိုရင် ဟိုထိုင်းရညီကိုတွေနောက်ပြီးကြတော့ထိုင်းရညီကိုတွေနောက်ပြီးဒီရဝေးရညီကိုတွေအဲထိုင်းဘက်နဲ့လည်းကစားလို့ရကြအစုံကစားလို့ရပါတယ်ဗျာနော်နောက်ပြီးတော့ကျွန်တော်တို့မြန်မာနော်မြန်မာဒီနှလုံးသလုံးကအစဘရာသောအနေနဲ့ပြောမယ်ဆိုလို့ရှိရင်စိတ်ဝင်စားလို့ရှိရင်ထိုင်းဘက်မြန်မာကျောင်းဝင်နဲ့တင်ကစားလို့ရပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်နောက်ဆုံးပွဲစဉ်လေးကျွန်တော်တောင်းမယ်နော်နောက်ဆုံးပွဲစဉ်က9နံပါတ်စေးဒီပွဲစဉ်လေးကလည်းဆောင်းနာလိုပဲဘရာသောတခုထူးရှားတယ်ဘယ်လိုထူးရှားလဲဆိုရင်လက်ရှိမှာမာဆေးရဲ့ level ဟိုဇေဒမှာစင်မဆေးမဆေးလည်းပဲပြားလည်းပဲအပြည့်ရှုံးကြီးပေးတာလေကိုပေါင်းကြီးသုံးလုံးပဲဖောက်ထားတယ်။လောဆယ်မှာဟိုမဆေးကပွဲစဉ်ကျွန်တော်အဝေးကွင်းကနေပဲစသုံးတဲ့ပေးမယ်။မဆေးလက်ရှိကစားတဲ့ပွဲစဉ်နောက်ဆုံးအနည်းကဆုံးနှစ်ပွဲမှာဆိုနှစ်ပွဲလုံးကဘော်ဒီရောဇေဒန်ရောအတူတူဖောက်ထားတယ်ပူကီဒီအနေနဲ့ဘာလို့လဲဆိုတော့ဘော်ဒီမှာဆိုလို့ရှိရင်မန်နေဂျာမှာဆိုလို့ရှိရင်ဒီဘော်အော်ဇင်နယ်ကစားတဲ့ပွဲစဉ်တော့ကတလုံး90အကြီးပေးတယ်ကိုပေါင်းကြီးသုံးလုံးပဲဖောက်တယ်။နောက်ဆုံးဒီမဆေးအနေနဲ့ဘရန်နာကစားတဲ့ပွဲစဉ်တော့ဒီတိုင်းပဲမကောဘောင်းကြီးတလုံးအဲ့တော့တလုံးပြား90ရှင်ကြီးပေါ့တယ် ့ sorry body တလုံးပြား90ဆွန်ချပါလေကိုပေါင်းချင်းတလုံး90နိုင်ချင်ဖောက်တယ်ဆိုတော့လောလောဆယ်မှာမစိကစားတဲ့ပွဲစဉ်နောက်ဆုံးနိကစုံနှစ်ပွဲရနှစ်ပွဲလုံးတလုံးပလတ်တွေနဲ့ပဲကိုပေါင်းချင်းတွေကပြီးခဲ့တာဒါပေမဲ့ဒီနေ့အနေအထားမျိုးကျွန်တော်ပြန်ကြည့်မယ်ဒီနေ့အနေအထားမျိုးဆိုကိုပေါင်းချင်းတလုံးပလတ်ပဲဆက်ပြီးတော့ဖောက်ထားရဲဆိုတော့ဒီနေ့ဇေဒန်ကမစိရဲ့ဇေဒန်လားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့မစိပွဲစဉ်နှစ်ပွဲနောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲလုံးမှာဆိုရင်နောက်ဆုံးစားတဲ့ပွဲစဉ်တစ်ပွဲပဲဘရန်နဂရာပွဲစဉ်တစ်ပွဲပဲ body အာပြည့်အောင်ပြီးတော့ကိုပေါင်းချင်းပြန်90 အောင်တဲ့နေထားမျိုးဇုံဘောပေးရတဲ့ဘောမျိုးကိုပြန်ဒါပေမဲ့ဒီနေ့မှာဆက်လက်ပြီးတော့ကိုပေါင်းချင်းသုံးလုံး plus support ထားတယ်ဆိုတော့မာစီပဲဟိုဈေးတန်းကတော့ခင်ဗျားကြည့်မယ်ဆိုရင်မာစီဖြတ်တန်းလာတဲ့ဈေးတန်းနဲ့ပဲပြန်ပြီးတော့ဘူကီလေးဖောက်တဲ့အနေထားမျိုးကေတာဆိုလို့ရှင်ကျွန်တော် night ကိုပြန်သုံးသပ်ကြည့်မယ်လောလောဆယ်မှာမာစီအနေနဲ့နောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲလုံးနှစ်ပွဲလုံးသူ့အနေနဲ့အောင်ခဲ့တယ်เนาะဒီ body ကြီးတွေအောင်ခဲ့တယ်ကိုပေါင်းချင်းလည်းတပွဲရအောင်ခဲ့တယ်ဆိုတော့ night ကိုပြန်ကြည့်မယ် နိုင်ကသူကစားတဲ့ပွဲစဉ်ပီအက်ဂျီနဲ့ကစားတဲ့ပွဲစဉ်တော့ထားပါတော့ဗျာနော်ပီအက်ဂျီအနေနဲ့ဒူဘလက်ဖောက်ပြီးတော့နှလုံး90နိုင်ချေဖောက်ပြီးတော့ဝမ်းစုလို့ရတယ်မြတ်နိုင်နဲ့အောက်ကျင်းနေတော့အသင်းသာရှုံးတာဈေးတန်းရတော့နိုင်ခဲ့တယ်နောက်ထပ်နောက်ဆုံးကစားတဲ့ပွဲစဉ်ဒီမက်နဲ့ကစားတဲ့ပွဲစဉ်တော့မက်ကလည်းပဲပြောင်း90ရှုံးနေပြီးမာဆေးကို2-1နဲ့နိုင်ခဲ့တာဆိုလောလောဆယ်မှာတကယ်တမ်းဈေးတန်းရပေးမယ်ဆိုရင်မာဆေးဒီနေ့အနေထားမျိုးအဝေးကွင်းရဖြစ်ပေမဲ့နော်သူလက်ရှိဖြတ်သန်းခဲ့တဲ့ပွဲစဉ်နောက်ဆုံးကစားတဲ့ပွဲစဉ်2ပွဲလည်းဘလားတော့အမြင်ပဲနော်ဒီဘယ်လိုပြောမလဲဆိုရင်အော်ဆေးကိုတော့သူအနေနဲ့အဝေးကွင်းကနေ ်ကြေးဖောက်တယ်အဝေးကွေးကနေတလုံး90ကျေးဖောက်တယ်နောက်ဆုံး block ကိုအင်ကွေးကနေတလုံးပြား90ချုံကျေးဖောက်ပြီးတော့ဇေဒန်အရာဖောက်ပြီးတော့နှစ်ပွဲလုံးနိုင်ခဲ့လာဆိုတော့လောဆယ်မှာတကယ်တမ်းမာဆေးဖောက်မယ်ဆိုလို့ရှိရင်တလုံး block ကောင်းကောင်းဖောက်လို့ရတယ်နော်တလုံး90နိုင်ကျေးလောရှိလောလောဆယ်မှာ night ကလည်းရက်လက်ကောင်းတာမရှိဘူးလားသားတို့ရက်လက်ကောင်းတာမရှိတဲ့အကြောင်းလောလောဆယ်မှာပြောမယ်ဆိုရင်မာဆေးအရာဖောက်မယ်ဆိုလို့ရှိရင်တော့တလုံး90နိုင်ကျေးတလုံးသေးကျေးတင်းတင်းဖောက်လို့ရတယ်ဒါလို့လဲဆိုတော့တစ်ပတ်တည်းရက်လက်ကောင်းတာမရှိခဲ့ဘူးလက်ရှိသူမာဆေးအနေနဲ့လက်ရှိနောက်ဆုံးရတဲ့ပွဲစဉ်နှစ်ပွဲလုံးကဇေဒန်ရအောင်ခဲ့တာတည်းကြီးပဲဒါကြောင့်မို့ body level ပြင်ဆင်ရေးဖောက်တယ်ကိုပေါင်းချင်းသလုံးပလက်ဖောက်တယ်ဆိုတော့ဈေးတန်းရကြည့်မယ်ဆိုရင်မာဆေးပေါ်ရအောင်တင်းတင်းနိုင်မှုအောင်ဘူဂီတွေတင်းတင်းလောက်ပဲပေးတဲ့အနေအထားမျိုးဒါပေမဲ့နိုင်လောက်လာလို့မေးမယ်ဆိုရင်ပြောလို့မရဘူးဒီလိုပွဲစဉ်ကနိုင်လောက်ကတ်နိုင်သွားတဲ့အနေအထားမျိုးဥပမာ Z1 တို့အဲ့လိုမျိုးနော် Z1 တို့ကတ်နိုင်တဲ့အနေအထားမျိုးမပြတ်နိုင်တဲ့အနေအထားမျိုးနော်ဘာလို့လဲဆိုတော့လက်ရှိပေးတဲ့မာဆေးဇေးတန်းကသူကဖြတ်တန်းခဲ့တဲ့နောက်ဆုံးအနီးကစုံကစားတဲ့ပွဲစဉ်နှစ်ပွဲနဲ့ရှင်ကြီးမယ်ဆိုရင်လုံးလုံး body ဇေးတန်းကြီးကလုံးလုံးကျနေပြလာတော့တကယ်တမ်းဟို body ဇေးတန်းကြီးကြည်ရွေးရှင်မယ်ဆိုရင်ကျွန်တော်ကတော့ night ပဲကျွန်တော်ကြံပေးမှာဒါပေမဲ့တခုရှိတာက body ကြီးတော့တင်းတင်းမဖောက်နိုင်ဂိုးပေါင်းကြီးကအောင်းနိုင်စရာအကြောင်းမရှိဘူးဒါကြောင့်မို့မာဆေးနိုင်လဲကတ်နိုင်မယ့်အနေအထားမျိုးဂိုးပေါင်းကြီးသုံးလုံးပလက်ဖောက်တဲ့အနေအထားမျိုးက မာဆေးနောက်ဆုံးဘရန်နာကစားတဲ့ပွဲစဉ်တော့လည်းဒီတိုင်းနဲ့ဖောက်ခဲ့ပြီးတော့ပြန်59ပေါ်နိုင်ခဲ့တာဆိုတော့ဒီနေ့မှာဆက်လက်ပြီးတော့9ပေါ်သွားနိုင်မယ်ဆိုရင်လိုချင်မျိုးမဖောက်နိုင်ဘူးကျွန်တော်ယူဆတယ်ဒါကြောင့်မို့ကျွန်တော်ကတော့မာဆေးနဲ့ဒီနိုင်တဲ့ပွဲစဉ်9ပေါ်အောက်ပဲကျွန်တော်အကြံပြုပါတယ်ဗျာနော်အကြက်တူမယ်ဆိုရင်9ပေါ်အောက်ပဲကျွန်တော်ကစားစေချင်တယ်ကဲဒါကဲဒါဆိုကျွန်တော်ဒီမှာစုစုပေါင်း၃မတ်၃သက်ပေးခဲ့ပြီဒီ၃မတ်တွေက brother တို့ကိုကြိုက်တဲ့ပုံစံမျိုးရှင်းပြကစားပါကျွန်တော် Tiger Channel နဲ့ Viber Channel မှာဒီဒီနေ့မှာတော့မနိုင်ပြောမဲ့ဆိုရင် brother တို့အနေနဲ့ ဒီပေါ့ပွဲစဉ်ကနဲတယ်နော်စုစုပေါင်းချန်ပီယံရှစ်ပေါင်းဆိုလေးဘွဲ့လောက်ပဲရှိရဲဆိုတော့အရှင်နေကြည့်ပြီးတော့ကျွန်တော်မောင်ကအဆင်ပြေမောင်ကတင်ပေးမယ်တကယ်လို့အဆင်မပြေတော့ဘောရီဘွဲကောင်းလောက်ပဲဒီလက်ရှိရှိတဲ့လေးဘွဲတွေကကျွန်တော်အကြိုက်ဆုံးပြည့်တဲ့ဈေးတန်းရမှန်ကန်တဲ့အနေအထားမျိုးနဲ့ပြန်ပြီးတော့သုံးသက်ပြီးတော့တပွဲကောင်းအနေနဲ့တင်တင်ပေးသွားမယ်ဒါကြောင့်မို့ဒါသောနဲ့စိတ်ဝင်စားရင်ကစားလို့ရအောင် ကျွန်တော်လက်ရှိသုံးသပ်ပေးတဲ့ဗီဒီယိုကွန်မန်လေးထဲမှာเนาะ Telegram channel နဲ့ Viber channel နဲ့ရှိတယ်။ဟို TikTok ညီကိုတွေပြောမယ် TikTok ညီကိုတွေကြတော့ကျွန်တော်လက်ရှိသုံးသပ်ပေးတဲ့เนาะဒီ TikTok account profile ရဲ့အောက်လေးမှာကျွန်တော် Telegram channel link ရှာပေးထားပါတယ်ဗျာเนาะဒီကနေဝင်ပြီးတော့ join ထားလို့ရပါတယ် YouTube ညီကိုတွေကကြတော့ကျွန်တော်ကွန်မန်ထဲမှာ link ရှာပေးထားပါတယ်ဗျာเนาะဒါဆိုရင်ဒီနေ့မှာကျွန်တော်စုစုပေါင်းသုံးသပ်သုံးသပ်ပေးခဲ့ပြီဆိုတော့ browser အနေနဲ့ကိုကြိုက်တဲ့ပွဲစဉ်ပဲရွှေ့ရှက်ပြီးကစားပါဗျာเนาะဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျာကျွန်တော်နောက်နေ့မှာကျွန်တော်ပြန်ဆုံကြမယ်เนาะ Thank you.